။ပါဠိစာပေါ်ဒီကနေ့နိုဝင်ဘာလ29ရက်နေ့နရင်းစရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအေးမြတ်ခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့2024ခုနှစ်မောင်တော်မြို့သိမ်းတိုက်ပွဲကာလအတွင်းရဟန်းတော်နှစ်ပါအပါအဝင် မြို့ပေါ်ရက်ွက်တွေကအသက်ခံခဲ့ရတဲ့အပြစ်မဲ့ပြည်သူ64ဦးအထိရှိရဲဆိုတဲ့သတင်း။ဆွေရဲချင်းမာနေတဲ့စစ်တွေမှာရွေးကောက်ပွဲအတွက်လုံခြုံရေးဆွေးနွေးရဲဆိုတဲ့သတင်း။ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုပပျောက်ရေး16ရက်တာလှုပ်ရှားမှုရခိုင်လွတ်မြောက်နေမြေတချို့မှာပြုလုပ်တဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရခိုင်ပြည်အနောက်ဘက်နေဆက်မောင်နှုံမြို့သိမ်းတိုက်ပွဲကာလ2024ခုနှစ်မေလကနေဩဂတ်စ်လအထိစစ်တပ်နဲ့စစ်တပ်ကမွေးမြူထားတဲ့မွတ်စလင်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့တပ်ဖြတ်ခြင်းခံခဲ့ရသူ ရဟန်းတော်နှစ်ပါအပါအဝင်အပြင်းမဲ့ပြည်သူ64ယောက်အထိရှိခဲ့တယ်လို့သိရပါတယ်။ဒီတပြတ်ခံရသူ64ဦးဟာ မောင်တော်မျိုးပေါ်ကဖြစ်ကြပြီးအမည်အဖအမည်အသက်နေရလိမ့်စာနဲ့တပြတ်ခံရမှုဖြစ်စဉ်အကျဉ်းစတဲ့အချက်အလက်တွေကိုစုဆောင်းထားတဲ့လူမှုရေးလှုပ်ရှားသူတို့ကနရင်စရာသတင်းဌာနကိုနိုဝင်ဘာလ19ရက်နေ့နဲ့22ရက်နေ့တို့မှာပေးပို့လာခဲ့တာဖြစ်ပါတယ်။နရင်စရာကလက်ခံရရှိထားတဲ့စီးရင်မှာ မောင်နှောမျိုးပေါ်ရက်ကွက်တွေကတက်ဖြတ်ခရသူစည်ရင်သာဖြစ်ပြီးတော့မောင်နှောမျိုးနဲ့အတွင်းတက်ဖြတ်ခရသူစည်ရင်မပါဝင်သေးပါဘူး။ဒီစီရင်မှာမောင်တော်မြို့တင်တိုက်ပွဲဆင်နွေခဲ့တဲ့2024ခုနှစ်မေလကနေဩဂတ်စ်လအထိမောင်တော်မြို့ပေါ်ရက်ကွက်ရှိတာရွာရက်ကွက်၁ဝိမလရွာရက်ကွက်၃စံပြရွာညောင်ပင်လှရွာ ဟိန္ဒူရွာရွာသစ်ရွာရက်ကွက်၄အောင်မြေဘော်ဒီရွာပုံမူရွာရက်ကွက်ခွန်ရွှေစားရွာအောင်ပလရွာ ဟိန္ဒူရွာနဲ့ဟိန္ဒူရွာဟောင်းရက်ကွက်စစ်တပ်မှရှိတဲ့မြို့ပေါ်ရက်ကွက်တွေကအသက်ခံရသူ62ယောက်နဲ့မောင်တော်မြို့နယ်တာယာကုန်းကျွာကကြောင်းထိုင်စီရတော့ဥတုံဒရ33နှစ်နဲ့ဦးစင်ဦးညာနာဝန်သား28နှစ်တို့ဖြစ်ကြပါဗျ။အသက်ခံရသူ60ကျော်ကိုစစ်တပ်နဲ့မွတ်စလင်လက်နက်ကိုင်တွေကဖမ်းဆီးတပ်ဖြတ်ခဲ့တာလို့ဆိုပါတယ်။သူတို့ကိုလူသားလမ်းတွေပေါ်မှာတပ်ဖြတ်တာဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်တပ်ဖြတ်တာစတဲ့ပုံစံမျိုးစုံနဲ့တပ်ဖြတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ စည်ရည်တင်းမာနေတဲ့ရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေမှာရွေးကောက်ပွဲလုံခြုံရေးနဲ့ပတ်သက်ပြီးမနေ့ကမွန်လယ်ပိုင်းမှာဆွေအုပ်စုတာဝန်ရှိသူတွေကဆွေးနွေးပွဲပြုလုပ်ခဲ့ကြတယ်လို့ပြည်ချာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရယ်ဒီစည်အဝေးကိုစစ်တွေမြို့ကပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမမှာပြုလုပ်ခဲ့တာလို့ဆိုပါရယ်စစ်ကောင်မရှင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမွန်ဘူရှုပ်ကျော်စွာဦးတို့အပါအဝင်စစ်တပ်အယောက်ရှိတွေ ပြည်နယ်ခရိုင်မြို့နယ်အဆင့်တာဝန်ရှိသူတွေကိုတိုင်းတက်ရောက်ခဲ့ကြသလိုတချို့ကတော့ဗီဒီယိုကွန်ဖရင့်နဲ့တက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။အဓိကရွေးကောက်ပွဲလုံခြုံရေးနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြကတိုင်းမုံဘူရှုပ်ကျော်စွာဦးကိုတိုင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့အမှားစကားပြောကြခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်။အခုလိုရွေးကောက်ပွဲအတွက်ပြင်ဆင်နေပေမဲ့စစ်တွေမျိုးပြင်မှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့မကြာခဏအပြန်အလှန်ပစ်ခတ်မှုတွေရှိနေတယ်လို့ စစ်တပ်ကလည်းအာရခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့စစ်တွေမြို့နယ်နဲ့ဆက်ဆက်တည်ရှိနေတဲ့ပေါတော်ပုံနှကျွန်းနဲ့ရပိတော်မြို့နယ်တွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေရှိနေကဒေသခံအရဲသားတွေလည်းတိုက်စုံမှုတွေရှိနေတာပါတောင်ပြင်ရွေးကောက်ပွဲလုံးကျုံရေးကိုအကြောင်းပြပြီးစစ်တွေမှာအပြစ်မဲ့ပြည်သူတွေကိုလည်းအကြောင်းမျိုးမျိုးပြပြီးဖမ်းဆီးနေတယ်လို့ဒီရပိုင်းအတွင်းဖမ်းဆီးခံရမှုတွေတိုးပွားလာနေတာလည်းဖြစ်ပါတယ်အမျိုးသမီးတွေအပေါ်အကြံဖတ်မှုပပျောက်ရေး16ရက်တာလှုပ်ရှားမှုကို အာရခတက်တော် A ထိန်းချုပ်ထားတဲ့ရခိုင်ကလွတ်မြောက်နေမြေတွေမှာပြုတ်လုခဲ့တယ်လို့သိရပါဗျ။ဒီလှုပ်ရှားမှုကို Women Generation အဖွဲ့ကနိုဝင်ဘာလ25ရက်နေ့ကစတင်ပြီးတော့ဒီဇင်ဘာလ10ရက်နေ့အထိရခိုင်လွတ်မြောက်နေမြေကမြို့နယ်တစ်ခုမှာပြုတ်လုနေတာလို့မနေ့ကနိုဝင်ဘာလ26ရက်နေ့မှာတပ်ပုံတွေနဲ့တကွထုတ်ပြန်ထားပါဗျ။ဒီလှုပ်ရှားမှုမှာရခိုင်အမျိုးသမီးငယ်ရေအပါအဝင်မွတ်စလင်အမျိုးသမီးတချို့လည်းပါဝင်လှုပ်ရှားခဲ့ကြတာကိုတွေ့ရပါတယ်။လင်းဂျန်နာအခြေပြုအကြံဖတ်မှုတွေကိုရပ်တန့်ဖို့ ကာကွေတာစီဘုံရဲ့နေ့ရက်တိုင်းမှာအရှင်းရှင်းကြားအပြင်အလံလေးစားတံပိုးထားမှုကိုရှင်းစာနာမှုတွေကို မြင့်တင်ကအိန္ဒွေရင်တာယာချင်းမသည်ရရွာဒေသတစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက်အားလုံးဝိုင်းဝန်းပြီးဖော်ဆောင်သွားကြဖို့ကို Women Generation အဖွဲ့ကတိုက်တွန်းထားတာဖြစ်ပါတယ်။ဒီလှုပ်ရှားမှုမှာအမျိုးသမီးတွေကြီးငယ်မရွယ်အပေါ်အကြမ်းဖက်မှုပပျောက်ရေးအတွက်စီယုံလှုပ်ဆောင်မှုတွေ အကြမ်းဖက်မှုတွေကြုံတွေ့ခဲ့ရပါက နှုတ်ဆက်မနေပဲဆန့်ကျင်ကြဖို့နဲ့အရှင်းရှင်းကောက်ွယ်ပေးကြဖို့အမျိုးသမီးတွေအရှင်းရှင်းစီလုံးကြဖို့ကိုလည်းဟောပြောခဲ့တယ်လို့သိရပါရဲ့ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရယ်။ပြည်တွင်းသတင်းတပုတ်အနေနဲ့ကတော့905ကကြီးနဲ့ဖက်စီထောင်ရှာခံရသူအမုတ်ဖွင့်တရားဆွဲဆိုခံထားရသူလူပေါင်း9000နီးပါးအထက်ကတရှုတ်ကိုအမုတ်ပိတ်ပြီး တရှုပ်ကိုလွန်ညင်းချန်တောက်ခွင့်ပြုလိုက်တယ်လို့စေအိုစုကမနေ့ကနိုဝင်ဘာလ26ရက်နေ့မှာထုတ်ပြန်ပါတယ်။အမုံဆောင်ရှုပ်အောင်လင်းတွဲဆိုသူကပြည်သူလူထုတရက်လုံးကလိုလာတောင်းတနေတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုအောင်မြင်စွာခြောက်လှမ်းနိုင်ရဲ့အတွက်လို့ဆိုကအမိန်အမတ်တစေမြင့်ဆောင်2025အမိန်အမတ်စတိမြင့်ဆောင်2025နဲ့အမိန်အမတ်စနစ်မြင့်ဆောင်2025တို့ကိုရှင်းစင်နောက်ဆင့်ဆိုသလိုထုတ်ပြန်လာတာဖြစ်ပါတယ် အမုံပိတ်သိမ်းတဲ့အထဲမှာရာဇသက်ကြီးပုံမှ905ကကြီးနဲ့ကြားနာစစ်စစ်လူပေါင်း9580ဦးရဲ့အမုံတွေပါဝင်ပါတယ်။သူတို့တွေဟာဒီ905ကကြီးပြစ်မှုနဲ့ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက်ရာဇဝတ်ကျင့်ချုံဥပဒေပုံမှ912နဲ့တရားစွဲဆိုခံရသူတွေဖြစ်တယ်လို့ဆိုပါတယ်။ အမိန်အမှတ်တစင်မြင်ဆောင်2025နဲ့ပထမထုတ်ပြန်ချက်အထဲမှာပုံမှန်905ကာဂျီနဲ့ပြည်တန်ကြခံရသူ924ဦးကိုလူညင်ခွင့်ပြုတယ်လို့ဖော်ပြထားပြီးနောက်တစ်ချိန်ပြစ်မှုထပ်မံကျူးလွန်ပါကဒီပြည်တန်အပြင်အရင်ကကြားခံဖို့ကြံရှိနေတဲ့ပြည်တန်တွေကိုပါဆက်လက်ကြားခံရမယ်ဆိုတဲ့စီကံသတ်မှတ်ချက်လည်းပါရှိပါရယ်အမိန်အမှတ်စွတ်တွေမြင်ဆောင်2025ဒုတိယတစောင်းထပ်မံထုတ်ပြန်ရမှာတော့ပုံမှန်905ကာဂျီနဲ့ပြည်တန်ကြခံရသူ 2361ဦးကိုလူငင်းသက်သာအခွင့်ပြုတယ်လို့ဖော်ပြထားတာပါ။စေအုပ်စုထုတ်ပြန်ချက်အမိန့်3ခုအရအချုပ်ထဲကလူငင်းခွင့်ပြုခံရသူအမှုပိတ်သိမ်းခံရသူအရေအတွက်ဟာစုစုပေါင်း8665ဦးရှိတယ်လို့သိရပါဗျ။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အမျိုးသားအဆောင်တက်ဖွဲ့ဝင်2ဦးဟာမနေ့ကမွန်းလယ်ပိုင်းမှာ Washington DC ကအင်ဖြူရောအနားမှာပြစ်ခတ်ခံရပြီးပြင်းထန်တဲ့ရာရရှိသွားခဲ့တယ်လို့ ရင်းနှီးအုပ်ချုပ်ရေးမှူးကပြောကြားခဲ့ပါတယ်။အနောက်ဗာဂျီးနီးယားအမျိုးသားအဆောင်တပ်ဖွဲ့ဝင်2ဦးဟာပြစ်ခတ်ခံရခြင်းမပြုမီတန်တရားရှိသူနဲ့တနက်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ဥပဒေစိုးမိုးရေးတရင်ရင်းမြစ်နှစ်ခုက ပြောကြားခဲ့တယ်လို့ CNN သတင်းမှာဖော်ပြပါတယ်။တန်တရားရှိသူကိုဖမ်းဆီးထိန်သိမ်းပြီးအခင်းဖြစ်ပွားရာနေရာကနေထမ်းစင်နဲ့ရွှေ့ပြောင်းခဲ့ကြောင်းတရင်ရင်းမြစ်တွေကပြောကြားခဲ့ပါတယ်။ အဆောင်တပ်ဖွဲ့ဝင်တွေတည်ဆုံကြောင်းကနဦးသတင်းတွေအရာကတော့အဆောင်တပ်ဖွဲ့ဝင်တွေတည်ဆုံခဲ့ပြီလို့ဆိုထားပါတယ်။ဒီသတင်းမထွက်ပေါ်မီသမ္မတဒေါ်နယ်ထရန့်ကလူမှုမီဒီယာမှာတနက်သမားဟာပြင်းထန်စွာတရားရရှိထားပြီးတမ်ဘိုကြီးကြီးပြစ်ဆက်ရမယ်လို့လည်းပြောကြားခဲ့တာပါ။အနောက်ဗာဂျီးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးကလုံခြုံရေးတပ်ဖွဲ့ဝင်တွေကတရားရရှိသွားခဲ့ပြီးရဲတပ်ဖွဲ့ကတန်တရားရှိသူတယောက်ကိုဖမ်းဆီးထားကြောင်းကိုလည်းပြောကြားခဲ့တာဖြစ်ပါရဲ့ရှင်။ နရင်းစရာသတင်းဌာနရဲ့ညစဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။